ပြောရရင်မင်္ဂလာပါဗျဒီနေ့က25လပိုင်း2025ဖြစ်ပါတယ်ဗျတပည့်ကျော်ရဲ့ခြံရောက်တဲ့အချိန်လေးပေါ့နော်ခြံရောက်တဲ့အချိန်လေးမှာဒါအားခဏနားနေတဲ့အချိန်လေးမှာပဲနှထိုးကြီးမင်းကြံတောင်းတာကြာပြောချင်ပါတယ်ဗျဒါဟိုတလောကဥစဉ်ဝလူစခန်းနဲ့ပတ်သက်ပြီးမှတော့တက်သွားတာလေးလေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ဝလူစခန်းဆိုတာကနှထိုးကြီးရဲ့ အမျိုးဝင်ပဲရွာ unit အဲဝလူးရွာကအင်ဂျီ1000လောက်ရှိတယ်ဗျာနော်ဒီဝလူးစခန်းကြီးမဖြစ်ခင်မှာဒီလိုကြီး mobile mobile ခင်မှာလဲဝလူးစခန်းဆိုတာဒီရွာရဲ့ရွာရဲ့ဆွင်ပေါ့ဗျာရွာရဲ့ထိပ်ပေါ့အမရဲဘော်တွေဈေးတော့ရဲဘော်တုံးရောက်ဈေးတော့ဝယ်တယ်ဒါဈေးခုမဖြစ်ခင်တော့ဈေးတော့ဝယ်တဲ့အခါမှာလဲဈေးထဲမှာအဲ့လိုပဲ PDF တွေက ရဲဆက်ဆက်တက်ပြီးမှဒါခိုးဆွဲဝက်ဆွဲလို့ဆွဲပြီးမှရဲဆက်တက်ဖြတ်ထားလဲခင်ဗျားတို့ဒါကြားသိမှာပဲဗျာနော်အဲ့တော့ခင်ဗျားတို့ကရွာနာမှာကြောက်လို့ရွာထီမှာကြောက်လို့ရွာခမ်းမှာကြောက်လို့ဆိုတဲ့ကောင်းပါလေကောင်းပါလေဒီလိုမေတ္တာတရားကြီးမှတော့လဲနော်ကောင်းပါလေဘာပြောပြောပေါ့နော်ဥစဉ်တို့ကကောင်းပါလေကောင်းနာကိုလူတွေကတော့ပိတ်ဆက်တာတော့ကိုလူတွေကတော့ပိတ်ဆက်တာတော့ဒါအလုံးကြားအတိုင်းပဲပေါ့ဗျာနော်အလုံးကြားရတဲ့အတိုင်းပဲ တော့ဦးဇင်းတို့ပြောချင်တာကနထိုးကြီးမြင်းကြမှာဆိုရင်လည်းပြည်သူစစ်အာကောင်းလို့တာဒါခန္ဓာယုံရှိနေရเนาะဒီစစ်တိုင်းမှုချုပ်ကြီးကိုယ်တိုင်ကလည်းမြင်းကြမှာကွက်ကဲနေရလဲရှိတယ်เนาะကွက်ကဲနေရလဲရှိတယ်ဒါနောက်တစ်ခုကမြင်းကြမှာကွက်ကဲနေရလဲရှိရလို့ဒီစစ်တိုင်းမှုချုပ်ရဲ့ဒီလူရဲ့စိတ်ကဘာတစ်ခုကောင်းသွားလဲဆိုတော့အောက်ကတင်ပြတာသူလက်ခံတယ်အောက်နဲ့သူတိုင်မင်းပြီးမှလှုပ်တယ်ဒါအမှန်ကန်တဲ့စကားပဲ တွက်ကိုစတိုင်းမှုကြုံမကလို့ဘာသူပဲဖြစ်ဖြစ်နေဗျာငါမြင့်ငါဆိုင်စကိုင်းရရငါငါပြောရလို့လို့ငါလို့တော်တော်လို့ဆိုတဲ့ပုံစံမျိုးသူမှဒီနယ်မကျွမ်းကျင်တာလေဗျာမကျွမ်းကျင်ဘူးလေမကျွမ်းကျင်တော့သူကအောက်ကတင်ပြတော့လေလက်ခံနေသူဟာနဲ့အကုန်လုံးချိန်နေချိန်ပြီးမှသူကတိုင်မင်းပြီးမှလှုပ်တော့လှုပ်တော့မြင့်ကြအောင်သူတို့တွေဘလို့မှတိုးလို့မရအောင်မြင့်ကြမှာဘလို့မှတိုးလို့မရအောင်တိုးတဲ့တိုင်းလဲသူတို့တွေမตาပေါ်ရတာပဲဒီကျမ်းဖက်တရားနော်ဒါညင်ညွတ်ချင်းစီလုံးခြင်းပဲဥစဉ်တော့ပြောကြမှာတယ်ဗျာနော် အဲ့တော့ဦးဇင်းတို့နထိုးကြီးဆိုလဲဒီတိုက်မဲ့မိထီလာမှာပြည်သူစစ်တီရှိတယ်မိထီလာမှာလည်းပြည်သူစစ်တီရှိတယ်အဲ့တော့မိထီလာပြည်သူစစ်ရှိတယ်ခေါင်းဆောင်တယောက်ဆိုရင်ဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဝေဖန်လို့ဒီတက်ကိုပြောလို့ဆိုပြီးမှဒါ905နဲ့ဆွဲခံထားရတယ်နော်မလုံးတင်တဲ့အရာတွေပေါ့နော်အချင်းချင်းပြအမင်းဒီလိုမလုံးနဲ့ဒီလိုမလုံးနဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေဒါ905နဲ့ဆွဲပလိုက်တယ်နော်ဒီဟာတွေကမဟုတ်ဘူးလားဆိုလဲသူ့မှာတက်တိထောက်ထားသူ့မှာပြောစရာတွေရှိတယ်ဒါနဲ့သူကတက်တိထောက်ထားတွေပြပိုင်ခွင့်မပေးနိုင်ဘူးနော် တကယ်လို့အမှန်တရားတွေချပြမယ်ဟုတ်ပြီရွာဒီမာကြီးပတ်စံကောက်ထားတယ်ရှိတယ်ရွာဒီမာဟွာရှိရတယ်ချပြန်ဘာလို့မှလဲဘလို့ရေးယူမှလဲလို့ပြန်မေးရမယ်ခင်စိုက်နေရပို့ဗျာနော်ဟုတ်ပါအဲ့တော့မဲကြီးလာမှလဲပြည်သူစစ်တီရှိတယ်ပြည်သူစစ်တီမှာဒီနေထိုးကြီးတွေပဲမှာဘလို့တုံးချဘလို့အလုံးချတဲ့ဘလို့တုံးမလဲဘလူးစခန်းလိုနေရာမှာအင်အားလိုဒီပြည်သူစစ်တီနဲ့ဘလို့တွဲမလဲဘလို့တုံးမလဲဆိုတော့ခဏတို့မှာဒီလိုပဲစဉ်းစားတဲ့အာရောရှိရလာလို့တော့မင်းကွန်းထုတ်ရမလို့ဥစဉ်တော့ပြန်ဖြစ်နေပြီဗျာနော် တကယ်လို့ဒါဒီတိုင်းပြစ်ထားမယ်ဒီတိုင်းလွတ်ထားမယ်ဆိုလို့ရှိရင်နထိုးကြီးပဲဖြစ်ဖြစ်တောင်တာတို့ဘယ်ဘက်ချို့ရွာတွေဖြစ်ဖြစ်ဒါအကုန်လုံးကတောင်တာတို့နထိုးကြီးတို့မြင်းကြံလောက်ပဲเนาะကြံတဲ့ရွာတွေမှာအကုန်လုံးက PDF တွေအကုန်ရောက်နေအကုန်လုံးကြီးစိုးလို့လို့ဖြစ်သွားပြီဖြစ်သွားပြီအာအာကောင်းတဲ့အနေအထားတစ်ခုဖြစ်သွားတယ် PDF တွေတော်လို့မဟုတ်ကိုယ့်ဘက်ကညံ့လို့တင်ပြတယ်ကိုယ့်ဘက်ကသုံးမကြလို့ ကိုယ့်ဘက်ကတင်ပြတဲ့အရာတွေဟိုအတိုင်းတိုင်းမင်းမလုပ်တဲ့အရာတွေအာဒီထောက်ပံ့အမယ်ဟာတွေလိုအပ်ချက်တွေပံ့ပိုးရမယ်ဟာတွေကိုချိန်မပံ့ပိုးနိုင်မချိန်မလုံးမပေးနိုင်လုံးမပေးနိုင်အဲ့လိုခင်ဗျားတို့ကအမှန်တရားပြောလို့ရှိရင်ခင်ဗျားတို့ကလက်မခံဘူးမကြိုက်ဘူးမကြိုက်ဘူးเนาะအဲ့လိုအမှန်တိုင်းပြောကိုဖုန်းကြီးကဖုန်းကြီးရဲ့လုံးမလုပ်ဘူးဖုန်းကြီးကအဲ့ရဲ့လုံးနဲ့ဘာဆိုင်မဆိုင်မှန်းလည်းတည်တယ်မလုံးကိုနဲ့မပြောတင်မှန်းလည်းတည်တယ်ပြောလိုက်ရင်အပြည့်ဖြစ်မှန်းလည်းတည်တယ်အနေဓာကြီးဆိုတာလည်းတည်တယ်အဲကိုကကိုမနေနိုင်တာခဲ့နေရာ ဟိုကကိုဒီတိုင်းနဲ့ကိုတိုင်းပြည်ကိုလူမျိုးကိုဘာကဟာကိုငိမ့်ချမှုကိုကိုကမမြန်ကြီးငိမ့်ချစေခြင်းနဲ့ဗျာအေးချစေခြင်းနဲ့ဗျာငကိုကလိုပဲဗျာရွာသူရွာတွေမှာအေးချမ်းချမ်းနဲ့ဟိုလာကိုလေယာသီးနဲ့နန်းစဘအကုန်လုံးဒါမျိုးလေးဖွင့်ပြတော့မြင်ချင်လို့ဒါကြောင့်လားကိုကပြောနေရတာဒီလိုမြင်ချင်တယ်ဆိုရလဲဒီအကျမ်းဖက်တွေမရှိမှငိမ့်ချမ်းမှအေးချမ်းမှငင်းရမှာအေးချမ်းမှာပဲရှိတာအဲ့တော့အကြမ်းဖက်ကိုမနှိမ်နှင်းလို့ကမရအောင်နှိမ်နှင်းရမယ် အဲကြမ်းဖက်ကိုနှိမ်နှင်းမှုဆိုရင်စီလုံးမှုညင်ညွတ်မှုအောက်ကတင်ပြတဲ့ရာကိုလည်းလက်ခံမှုတော့လိုတယ်။ဥပမာစေချောင်းထိုးတယ်။ခုဝလူရောက်စေချောင်းထိုးတယ်ဗျ။ဝလူရဲစကားအောင်စေချောင်းထိုးတယ်။ဘယ်နည်းရရှိပြီလဲ။တနည်းရရှိတယ်စေချောင်းထိုးတာ။လာတာဘယ်နည်းလောက်ရှိသွားပြီလဲ။ရောက်ပြီလား။ရောက်ပြီလား။ဒါမျိုးရှိရဲ့။ရောက်ပြီလားပဲမေးရမှာပဲ မလူစခန်းဆိုတာငကိုကလေးကဈေးတဲ့သွားဈေးတဲ့ဈေးသွားဝယ်တယ်အသက်ခံရတယ်ဒါမျိုးတွေဦးစင်းတို့ကအကုန်လုံးပြောရင်လည်းမကောင်းဘူးဗျာဒါခါလကြတော့ခင်ဗျားတို့ကအကုန်လုံးပြောပြအကုန်လုံးနေရာတကာပြောနေလားအဲ့လောက်ထိတည်နေလားအဲ့လောက်ထိတတ်နေလားတဲ့ဦးစင်းတို့စီကအဲ့ဒီပြည်သူတွေအားလုံးကတရင်ပို့တယ်ဒီရှေ့တန်းမှာဆိုလဲရှေ့တန်းမှာဦးစင်းတို့စီတရင်ပို့တယ်ဦးစင်းတို့ကခင်ဗျားတို့ကိုအမှန်တရားတွေကိုချပြနေတာ အဲ့တော့အောက်ခြေမှာစီစီလုံးလုံးရင်းရွှဲလိုအပ်ချက်တွေကိုပံ့ပိုးနိုင်မှုအရေးကြီးတယ်။ဥစဉ်တို့ပေါ့မြုံနယ်ပေါ့မြုံနယ်မှာဆိုတော့ထုံနီးတူသွားပဲဒီရိတ်ခါတွေပို့ပါလားခမတနေ့လောက်ရိတ်ခါပြတ်နေအောင်တပတ်ဆောင်လောက်ပို့ယူနေရဗျာတပတ်အဆင်ပြေပါမလဲ။ဟုတ်လားဒီရင်နှန်းနေပါရင်ကြကြာနာစကြောင်းထိုးမယ်ကြကြာနာလှုပ်ဆောင်မယ်ကြကြာနာစီစီလုံးလုံးမယ်ဒါပဲလုပ်ရမယ့်အရာတွေက။အဲ့တော့ဥစဉ်ပြောချင်တာကဒီပြည်သူစီရွာတွေလိုအပ်ချက်ရရိတ်ခါပံ့ပိုးပို့လက်လက်ခရရနေပံ့ပိုးပေးရမယ်လုံလောက်စွာဥစဉ်တို့ကဲဗျာ တကယ်ဥစဉ်တို့ဟိုဟာဆိုလို့ရှိရင်ကဲဥစဉ်တို့ကိုကိုစုရွာဆိုရင်တနေ့လောက်ထိုင်စားလို့ရပါဘူးကိုကိုစုပတ္တဇာပြည်သူစေရွာဆိုရင်ရေပန်နာမှာတနေ့လောက်စောင့်ရရရတော့အေးစစ်စိတ်ချမ်းသာတာတိုက်နိုင်တယ်ရန်လူလည်းလည်းစိတ်ချမ်းသာတာတို့တွေချနိုင်တယ်ဟိုရိတ်ခါတနေ့လောက်ရှိနေတာဗောဗျတနေ့စားလောက်ရအောင်အတွက်ကြောင့်ကျန်တဲ့ရွာရင်လည်းဒုနည်းတူစွာရိတ်ခါကိုငားလာစွာတနေ့စားတော့လုံလောက်လောက်တည်မဲ့ ပံ့ပိုးနိုင်ရင်အဆင်ပြေတဲ့ကြောင်းလေးကိုဦးဇင်းတို့ကဒါလေးကိုလည်းပြင်ပြခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ဦးဇင်းတို့ရဲ့တုံးတက်ချက်တွေဦးဇင်းတို့ရဲ့တင်ပြချက်တွေကခမားတို့တို့ထိခိုက်ခြင်းထိခိုက်မဲ့နင့်နာခြင်းနင့်နာမဲ့ဒါဦးဇင်းတို့ကတော့ဒါနဲ့ကိုပြောတဲ့အမှန်တရားဆိုတော့တော့တခါကြီးတို့တိစေခြင်းနဲ့ပြည်သူစစ်တွေကိုလိုအပ်တယ်လို့နော်ပံ့ပိုးမှုလိုအပ်ကြကြနာထောက်ပံ့ပြီးမှပြည်သူစစ်တွေကို တိုင်းပြည်အတွက်တုံးတက်လို့ရှိရင် တော်တော်ကြီးထိရောက်တယ်ဆိုတာလေးပဲပြောချင်တာပါဗျအားလုံးတော်ပါပဲဗျ